ဒေါ်ဒါနီးကမေးထားပါတယ်ဆရာအမားပါရင်မားဖလို့ပါနော်သိချင်လို့ပါအခုခေတ်ကလေးတွေကပြောကြတာပါအာဇန်မဆိုခင်မိနစ်30ကြိုပြီးနမတ်ဖတ်လို့ရတယ်လို့ဆရာများကတရားပွဲမှာဟောတယ်လို့သိရပါတယ်အဲ့ဒါဟုတ်ပါသလားဆရာနမတ်ဖတ်လို့ရတာကအချိန်ဝင်ပြီးဖတ်လို့ရအချိန်ဝင်မှဖတ်လို့ရတယ်ဟုတ်အဇာအလီယန်မိနစ်30ဆိုတာကတော့ဒါတည်တံတတ်မှတ်တာလို့မဲအောင်တချို့နမတ်တွေမှာ အဇန်ကမိနစ်30နောက်ပိုင်းမှသူအချိန်ဝင်ပြီးမိနစ်30မှဆိုတာမဟုတ်အခုဒီမှာတခုကပါလဲဆိုတော့ကျွန်တော်တို့အမျိုးသားတွေကတော့အဇန်အလျင်ဖားလိုက်မယ်ဆိုရင်သူကပလီမှာဂျမားနဲ့တဖတ်တဲ့သူမဖြစ်တော့တကယ်လို့အမျိုးသားဖြစ်ရဆိုရင်တော့သူကအဇန်အရင်မဖားရဘူးအဇန်ကနေပလီမှာဂျမားနဲ့ဖတ်ဖို့အတွက်ကိုဖိတ်ခေါ်နေတယ်အဲ့ဒါကိုတွားပြီးတော့ပလီဝိုးကျောင်းတော်တွားပြီးတော့ဂျမားနဲ့နမတ်ဖားရမယ် အကယ်အမျိုးသားတယောက်ကအဇန်အလင်းသူနမဖားလိုက်တယ်ဆိုရင် သူပလီမာသွားပြီးတော့ဂျမားနဲ့မဖတ်တဲ့အတွက်ကြောင့်သူဒီဟာလာဆွန်နတ်မူအကဒါဝါဂျစ်နဲ့နီးစပ်တဲ့အမလ်တခုကိုမလုပ်တဲ့အတွက်ကြောင့်သူကခွန်နေတာဖြစ်လိမ့်မယ်အဲ့ဒီတိုင်းမှာဖဇီလတ်တွေဂျမားရဲ့ဖဇီလတ်တွေကိုသူရရှိမှာမဟုတ်ဘူးဒါပေမဲ့လည်းသူ့ရဲ့နမတ်ကအထမ်းမြောက်သွားမယ်ပိုင်သွားမယ်အချိန်ဝင်ပြီဆိုရင်အခုအမျိုးသမီးတွေဆိုရင်တော့အမျိုးသမီးတွေကိုအတွက်က အဇံကအဇံပေးတာကအမျိုးသမီးတွေတော့မဟုတ်အမျိုးသားတွေပလီဝတ်ကျောင်းတော်လာပြီးနမဖဖို့တော့ကိုအဇံပေးခြင်းဖြစ်တယ်ဒီတော့ကြောင့်အမျိုးသမီးတွေမှာဂျမားရဲ့တာဝန်မရှိဘူးမရှိတဲ့တော့ကြောင့်အဇံမဆောက်ပြီးတော့အဇံမဆိုးမီအလင်းမှာအကယ်၍အချိန်ဝင်ပြီးဆိုရင်အမျိုးသမီးကနမဖလိုက်တာဒါပိုကောင်းတယ်နမဖခွင့်ရှိတယ်နမဖရင်လည်းပိုင်သွားမယ်ပြဿနာမရှိဘူးအခုအချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အချိန်ဇယားတွေကိုကြည့်ရမယ် အဇန်ထဲဘေးဘယ်နှမိနစ်အရင်မှနမအချိန်ဝင်တယ်လဲဆိုတာကျွန်တော်တို့ဒီဟာအချိန်ဇာတ်နဲ့ပဲသိရမယ်ဘေးမျိုးဘေးရွာမှာတနစ်တာလုံးတတက်တာလုံးပေါ့အဲ့ဒီအချိန်ဇာတ်တွေကိုဟာလာပြုလုပ်ထားတာရှိတယ်ဒါမွတ်ဆလမအိမ်တိုင်းမှာလည်းဒီအချိန်ဇာတ်တွေကရှိတဲ့ဘာကြောင့်လဲအမျိုးသမီးတွေနောက်မဟုတ်ရင်အချိန်ဝင်နေဆိုတဲ့အခါမှာတို့နမဖတ်ဖို့လဲတို့မသိသလိုတခါတခါအချိန်ကျော်ပြီးသွားတဲ့ခါကျရင်လဲတို့ကစွာတွေဖြစ်သွားတတ်ဥပမာပြဖဂျာက တခါတခါကြာရင်9နိုင်25မှာကုန်သွားပြီ28မှာကုန်သွားတယ်ဒါပေမဲ့သူတို့သိတာ6နိုင်လောက်မှာကုန်တယ်ဆိုပြီးဖက်ဂျယ်ကို6နိုင်လောက်မှာထားပါတာကောက်စွာဖြစ်သွားစေအဲကြောင့်လတွေနဲ့အချိန်တွေဟာဟာလာလေပတ်နေတဲ့အတွက်ကြောင့်အဲ့ဒီအချိန်တွေကိုတလချင်းတရက်ချင်းကိုအမျိုးသမီးတွေတီးဖို့အတွက်ကိုအိမ်တိုင်းမှာအချိန်စရာတွေရှိမယ်ဆိုရင်အဲ့ဒီမှာအချိန်ဝင်ပြီဆိုတာနဲ့ဟာလာဖတ်လို့ရပြီဆိုရင် အမျိုးသမီးကအစားမစိုးမီအရင်လဲဖတ်လို့ရပြီဖြစ်တဲ့အဲ့ဒါဒီအခုခက်မှာဆိုရင် နောက်ကျွန်တော်တို့ဖုန်းတွေထဲမှာလည်း အချိန်ဇာတ်လေးနဲ့ပတ်သက်ပြီးတော့မေးမြန်းပြီးတော့အဲ့ဒီမှာတာသနာ page တွေရှိတယ်အဲ့ဒီကနေလဲစာရွက်တွေယူပြီးတော့ကျွန်တော်တို့ဖုန်းကြည့်နေနဲ့လဲအချိန်ဇာတ်တွေကြည့်လို့ရတယ်အဆင်ပြေတယ်